အမလေး9:53မှာငရင်လောက်သွားတယ်။អော်လိုက်တဲ့ငရင်ကြီးကជីပါပဲတော့။ ူးကြိမ်တွေကိုထားရတယ်။အဲဘာလို့တော်ရည်မကလေးတွေကတော့ကြောက်တယ်။အဲဆန်းတာကြည့်တော့ပုံမဲဘူး။အဲလို့ ုဖုံးကြနေဟုတ်အော်ဆန်းတော်ကိုကြည့်လို့ဘယ်လမ်းလဲရုပ်ပေါ်ဟန်နေလဲအေးလေဒီကတော်တော်ပြင်းနေဟိုတိုက်ကြီးတော့ပြုံးလို့ပြိုကြတယ်ဟောမဟုတ်ရှင်းပါလားဒါကြီးပဲ မရှိဘူး။ဘာသေးကြတိုက်ကြီးပါဖြစ်သွားသေးရောမလဲ။ဒါတော့ခါလုံးမှာကြောက်နေရတယ်။ရွှေတိုင်းနေဆိုနေအဲရွှေတိုင်းနေတဲ့ကနော်အေး ော်တော်နဲ့ငါတို့သွားတယ်နဲ့လွတ်လို့ဒီလားငါတို့ဘိုးတို့ငါတို့ဘေးနားထဲမှာပြုတ်ကျသွားတာမင်းမျိုးပေါ်တယ်နဲ့အဲ့တမှာလူတွေပါတော့မှတနာပါနဲ့သွေမှာဒီလားလူတွေဟိုမြတ်ဖဲမကြောက်အေးမင်းမျိုးမဖဲကြောက်စသိမိတွေထားတယ်ဒီမှာဒီတိုက်ကြီးဆိုကြည့်ရောရန်လူတွေပါဖြစ်သွားပြီ။ဟာ။ဟော။ ောင်းမောင်းလို့ပိုင်းတော်နေပဲဒီကဲပဲတော့ဟုတ်ရေကျုံတိုင်းရေကျုံတိုင်းကျွန်တော်ကူတော်လေးရဲ့အဲ့နည်းနည်းမမတော့ပြုံးပါဘောအမရေဒီရောထွက်ကြအောင်လူတွေကလည်းမင်းများမသိဘူးသူတို့ဆိုင်ကြတာမလန့်ကျွေးကြအောင် မန္တလေးတိုင်းကြောက်စဲမြို့အနီးရစ်တာစကေးလေးဒသမတအစိငလင်ထပ်မံလှုပ်ခတ်မန္တလေးတိုင်းကြောက်စဲမြို့အရှိမြောက်ဘက်23ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြုပြီးရစ်တာစကေးလေးဒသမတအစိငလင်တစ်ခုမေလ25ရက်မနက်9:52မိနစ်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။မေ24ရက်မနက်9:38မိနစ်ကလည်းမိုးကုတ်မြို့အနောက်တောင်ဘက်54ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီးရစ်တာစကေးလေး နှင့်အဆင်းရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။ဒါအပြင်မေလ16ရက်မနက်တနာရီ45မိနစ်ကလည်းရခိုင်ပြည်နယ်စစ်တွေမြို့အရှိအရှိတောင်ဘက်129ကီလိုမီတာအကွာရံပြေကျွန်းအနီးပင်လဲရေအောက်အနက်30ကီလိုမီတာကိုဗဟုပြုပြီးရစ်တာစကေး9.3အဆင့်ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုရန် အချက်တွေနဲ့အညီနေထိုင်ကြဖို့လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအနေရဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကအတိပေးတိုက်တွန်းထားပါတယ်။